်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါရစေရှင်ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းလေးနဲ့ဆန္ဒပြုပါရစေဒီနေ့တော့ကျွန်မစိုက်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ဆ iam နှင်းစီအောင်ရဲ့အနီးမုံဆိုတဲ့ဝတ္ထုလေးပါမြတ်တရက်ခန့်ကျင်တာကတော့ကျွန်မတို့ရဲ့ Simple Daily Life Channel လေးကိုလည်းခန့် Subscribe လေးလုပ်ပေးပါအောင်နော်အနီးမုံ ုတ်ခင်မောင်သူနဲ့ကျမတို့ငယ်ပေါင်းမိတ်ဆွေများမဟုတ်ကြပါမယ်လို့ဖို့ကိုင်းဖက်များအဖြစ်တည်ကျွမ်းကြပါသည်ကိုခင်မောင်ကပေါင်းတင်ဆက်ဆိုင်ကောင်းသူဖြစ်တယ်လို့အရေးကိစ္စအတော်များများကိုကျွမ်းကျင်စွာကူညီဆောင်ရွက်ပေးနိုင်သူဖြစ်၏။အိမ်ငါးကျင်တာ၊ဆိုင်ကယ်ဝယ်ကျင်တာ၊ပစ္စည်းတချို့ဝယ်ရောင်းလုပ်ချင်သလား။ကိုခင်မောင်နဲ့တိုင်ပင်ကြည့်အဆင်ပြေသည်။မင်္ဂလာဆောင်အတွက်ဖိတ်စာရိုက်ခန်းမငါမိတ်ကပ်ပြင်ဧည့်ခံ လက်ခွဲခုံထိုင်အဆအဆုံးကိုခင်မကိုသာပုံအပ်လိုက်အိုကေသည်။နိုင်ရေးကိစ္စအကူညီလိုလို့ဆေးရုံတက်လို့သွေးလိုတာကအဆကိုခင်မကို အားကိုးရသည်။ကိစ္စပြင်းပြအောင်မြင်သွားသူတို့ကဝန်ဆောင်ကပေးတတ်ကြသည်။ပွဲစားဟုတချို့ကကင်မွန်တက်ကြပင်မဲ့ကိုခင်မကအပြုံးမပြေကျွမ်းကျင်ရာလိမ္မာပေါ့ဟုသာ တုံ့ပြန်တတ်သည်။ကိုခင်မကရုပ်ရည်လေးတန့်ပြန်သည်။ တာမန်ယောက်ျားတူရှိတဲ့တလောက်ပညာရှိတဲ့တလောက်ဥစ္စာလည်းရှိသည်ကိုခင်မောင်မှာအဖေမရှိ အမေရဲ့အမအပြိုကြီးရဲ့ညီမဇနီးမောင်နှံရဲ့တူတူမနှစ်ယောက်ရဲ့ရှိပြီးအတူနေကြသည်ကိုခင်မောင်တို့မိသားစုပိုင်ခြံဝိုင်းကမြို့ဤအကွက်ခွင်းချသည့်နေရာမှာတည်ရှိပြီးနှစ်ထပ်တိုက်နေမှုကာလတံပိုးမနှဲလာကြောင်းအတွင်းပစ္စည်းထုတ်ထုတ်ပိုက်ပိုက်ရှိပုံရကြောင်းနှင့်သူ့အိမ်မှာသူကအခင်ရဖြစ်ကြောင်း စာတော်စာတော်အကြောင်းများသည်ကုမ္ပဏီထမင်းစားချိန်နားချိန်များတွင် မကြမကြစကားဆက်မိပြီးလူတိုင်းသိကြသည့်အကြောင်းများပင်ကုခေမောင်နဲ့သာဆိုမဆိုးဘူးဟုစိတ်ကူးဖွဲ့သည်သူတွေမရှာလားတည်တာနမည်နဲ့လိုက်အောင်မြင်ရသူရင်ကိုအေးချမ်းကြည်လင်စေသည့်မိမငယ်လေးဖြစ်၏မျက်လုံးကလေးများကဝင်းဝင်းပပမျက်ခုံးကလေးများကစိတ်မှောင်နေသည်မျက်နှာကလေးကအပြစ်ကင်းစင်သလို ကိုနီဟန်ပါပါကြော့ကြော့နှင့်အမှုရာရင်ကြီးတိမ်မွေးကပေးသည်။တာဝင်မကြီးမညူတာဝင်ယူဆောင်ရွက်တတ်သူလေးမှုကုမ္ပဏီမှလူချစ်လူခင်မနှဲသူလေးဖြစ်သည်။အဖေအိုကြီးနှင့်မောင်ကလေးတယောက်ကိုလောက်ကင်ကျွေးမွေးနေသူမင်းကလေးတဦးဖြစ်သည်။သူကကျမတို့တစ်ဖွဲ့လုံးကအငယ်ဆုံးမှချစ်ခင်နှွေးထွေးကြသလိုတမိလိမ္မာလေးဖြစ်တာကြောင့်အရာရာရိုင်းတင်းကူညီကြသည်။တိရအဖေအိုကြီးစေယုံတရာတီမှအစပြုကာ ခုခင်မောင်နဲ့တီတာတို့ပုံမရင်းနေခဲ့ကြသည် မကြာမီမှာပင်ချစ်ဖို့ကောင်းလာသည့်တီတာကိုခုခင်မောင်ကချစ်ခွင့်တောင်းခဲ့သည်ခုခင်မောင်ကပွန့်ပွန့်လင်းလင်းခွင့်တောင်းသလိုတီတာကလည်းဖုံးဖိထားတာမျိုးမရှိခဲ့လို့ထိုကိစ္စကိုတခံလုံးသိနေကြသည်ခုခင်မောင်ဘက်ကတာတာထိုးထိုးတိုက်တွန်းသူများကလည်းမရှာထိုသူတွေကြားမှာခုခင်မောင်က အပြုံးထုတ်တဝီဝီ ဝိုင်းဝန်းမြောက်ပင့်ပေးမှုတွေကြောင့်ကိုခင်မောင်ဤတေချာပိုင်နိုင်သည့်ဟန်ပန်တွေကဝင်စားနေတတ်သည်။တီတာကနကိုနီအပြုံးအေးအေးလေးနဲ့သာကိုခင်မောင်လူလူမျိုးရရင်တီတာအတွက်တန်ပါတယ်လို့တွတ်ထိုးသူတွေကလည်းအများသားပင်မဲ့တီတာအနေထိုင်အင်မတန်ငြိမ်သက်သဖြင့်အားမရသူတွေလည်းရှိသည်။တနည်းနည်းတိုင်အောင်ရည်ရည်ပြအဖြစ်မရသေးဟုဆိုတော့ကျမမှာကိုခင်မောင်အစာရင်မည်။ ှစ်ဦးနှစ်ဖက်ဝင်ထွက်အမြဲမပြတ်ရှိသည်ဆိုပါမှတော်ပါသေးရဲ့ဟုအောင့်မိမိရသည်တီတာနှင့်အထူးခင်မင်းရင်းနှီးတာကြောင့်သူတို့နှစ်ယောက်ကိုရေးကိုယ်တာကိစ္စနှင့်ပတ်သက်၍စကားမဆက်မိအောင်ထင်မြင်ချက်မပေးမိအောင်ကိုကိုကိုသတိထားရသည်ဒီလိုကိစ္စမျိုးကမတေချာပဲပြောဖို့မကောင်းဒီကြားထဲကိုခင်မောင်ကတီတာကိုနည်းနည်းမေးမြန်းကြည့်ပေးပါဦးအမရဲ့ဘယ်တော့လဲမေးမေးနေတဲ့လူတွေကိုဘလို့ဖြစ်ရမှမသိတော့ဘူး ဲ့ဒါကရှင်ကိုရိုင်တီတာကိုမေးရမှာကိုခင်မောင်ရဲ့မေးပါဗျာစာနဲ့ရောဖုန်းနဲ့ရောလူကိုရိုင်ရောမေးပြီးပါပြီ။ तू ကစဉ်းစားနေတော့မို့လို့ပါတဲ့။တခြားညီမန်းထားတဲ့သူရှိမရှိလဲကျွန်တော်ကိုရိုင်စုံစမ်းပြီးပြီမရှိဘူး။ဘာလို့အချိန်ဆွဲနေမှမသိတော့ဘူး။ကျွန်တော်ဘက်ကလူတိုင်းကို okay လို့ပြောထားတာ။လူတိုင်းကလည်း okay ပြီးထင်နေကြတာ။ကြာရင်ကျွန်တော်ယူတော့မှာပဲ။ဟုတ်ပါရဲ့။စကြနောက်ကြတဲ့လူတွေကိုအခုချိန်မှဟန့်ဖို့ဆိုတာမလွယ်။ ခုခင်မောင်ကဆိုအတင်းအခုညီတောင်းယုံတာမကကျမကိုယ်တိုင်အံ့ဩမိသဖြင့်တိရကိုအသာလက်တို့မရတော့ဤခုခင်မောင်စီမှာဘာများညင်းစရာရှိလို့လဲတိတာအဲ့ဒီညင်းစရာမရှိတာကိုကတိတာစိတ်ညစ်နေတာတိတာပြောတာအမနားမရှင်းဘူးတိရအနေနဲ့တော့သူ့ကိုညင်းစရာမရှိပါဘူး။ဒါပေမဲ့အမသိတဲ့အတိုင်းပဲဒီ။တိရမိသားစုကတိရကိုအားကိုးနေရတာ။အဲ့ဒါ तू သိလို့ပဲတိရမိသားစုတာဝန်မှာ तू ယူမယ်လို့ပြောထားတယ်မဟုတ်လား။ တီတာကကျမကိုဝေခွဲမရဟန်ဖြင့်တွေ့တွေ့ကလေးကြည်နေတာတော်တော်ကြသည်အမကိုခမမိသားစုနဲ့ရင်းနှီးသလားဟုမေးသည်ဟင်တိုင်းနိုင်ရင်ပြတာလောက်ပဲရှိတာဘာလို့လဲတီတာတီတာမဖြစ်စိတ်ရှုပ်ထွေးနေပုံရသည်တီတာကိုအားနာသဖြင့်ထက်မှန်မမေးချင်တော့ကိုခမကိုသာရှောင်နေလိုက်သည်ရှောင်နေခိုင်းမှပဲကိုခမကိုဆန်ကယ်လဲသဖြင့်အလုံးမစင်းနိုင်တယုံခံလုံးအလှဲ့ကြလူနာသွားမေးလို့မစုံ တိတာတယောက်သာတိတ်ဆိတ်လွန်းလာသည်တခြားသူတွေစိတ်ဝင်စားဆက်စုခြင်းပင်မဲ့ငကိုကပင်သူ့တိတ်အေးဆေးသူတိတာကို ထုတ်မေးဖို့ခက်နေကြသည်တိကျင်သည့်မိကိုနေရှာဖျားရောက်နေကြသည်ကျမကရင် တထိတ်ထိတ်နှင့်ကိုခင်မောင်ဤတေချာပေါက်အပြုံးနှင့်စကားတန်တို့ကိုမြင်ရောင်းကဖျားတမိသည်ဒီလိုအခြေအနေမျိုးကိုကိုခင်မောင်လက်ခံနိုင်ဖို့ခက်ခဲလိမ့်မည်။ကျမလူပမာသွားမေးသည့်နေ့ကကိုခင်မောင်မျက်နှာမကောင်း၊တီရောက်မမီး ကိုခင်မောင်အမေနဲ့နှမများကသာတိုးတိုးတိတ်တိတ်ပြေးကြသည်တကယ်ကိုတိုးတိုးတိတ်တိတ်ကလေးရဲ့ကိုခင်မောင်ကိုရရောက်မှမေးပင်မဲ့မင်းမြန်းပုံကချစ်ခင်နှစ်လိုမှုအပြည့်ဆိုတော့ကျမမှထူးဆန်းတယ်လို့ပဲဟုကောက်ချက်ချမိသည်ပို၍ထူးဆန်းသည်မှာတီတာကမနှက်ဖြန်ရုံပိတ်ရက်မှာကျမကိုအေးအေးဆေးဆေးတွေ့ခွင့်တောင်းခဲ့သည်ကျမတို့ချောင်းကြကြလက်ဖေးဆိုင်လေးတစ်ဆိုင်မှာထိုင်ဖို့ချိန်လိုက်ကြသည် တွေ့တွေ့ချင်းစကားဆခက်နေပုံရသည်တိတာကိုပြောချင်တာပုံပုံလင်းလင်းပြောလို့ရတယ်နော်တိတာအမလှုပ်ပြီးနိုင်တာများရှိနေသလားတီတာကတွန်းဆုပ်သည့်လေတံကလေးနှင့်တီတာကအမကိုတိုင်ပင်ချင်တာပါဟု ပြောပြီးတော်တော်ကြောင်ငင်းနေခဲ့သည်သည်ပြောမဲ့ပြောတော့စကားကအရှိအမတီးတဲ့အတိုင်းပါပဲသူ့ကိုစဉ်းစားမယ်လို့ပြောပြီးနောက်ပိုင်းမိသားစုချင်းရင်းနှီးအောင်ဝင်ထွက်သွားလာတာမျိုးတွေလုပ်ခဲ့ပါလေသူ့မိသားစုကအင်မတန်ခင်မင်ဖို့ကောင်းပါတယ်မှာ ရင်းနှီးလာကြပြီဆိုတော့ပွင့်လင်းလာကြပြီလေတိတ်တင့်တိထိုက်တာတွေကိုအတိပေးကြရတယ်တီရကိုသူတို့ကချစ်တယ်လို့တီရကလည်းခင်မင်မိတယ်ဒါဆိုကောင်းတာပေါ့ကျမကဖြတ်ပြောမိသည်နေအောင်အမရဲ့ဇလန်းကအဲ့ဒီကြမှာစတာတီရလေးအမနားလဲအောင်ဘလို့ပြောရမှမသိလို့ချိန်ဆနေခဲ့တာတီရသူ့ကိုလက်မထပ်နိုင်ဘူးအမရေရှည်မှာသူနဲ့တီရမဖြစ်နိုင်ပါဘူးဟဲ့တီရစကားကကျမမှာဟဲ့တလုံးပဲညွှန်နိုင်သည် ဆိုင်းရတော့မှမကြတော့ပါဘူးလက်ဖွဲ့ပိုးဖို့သာပြင်ထားကြလို့ခတ်တော်တော်ပြောနေတဲ့ဒီကိုခင်မောင်ကျွန်တော်မင်္ဂလာစာကြရင်ဆိုပြီးအသေးစိတ်စီမံကိန်းတွေရေးဆွဲနေတဲ့ဒီကိုခင်မောင်လူချစ်လူခင်များသောကိုခင်မောင်အရာရာသိမြင်တတ်သောရှုံးပွဲမရှိသောကိုခင်မောင်ကျွန်မစိတ်မသက်မသာခံစားလိုက်ရသည်တိရောက်ကူညီပါအမရေသူ့ကိုလက်မခံနိုင်တဲ့အကြောင်းသူရုံးမတက်ခင်နားဝင်အောင်ပြောပြပါနော် အမလေးတမိရသည်ဒါတော့မဖြစ်နိုင်ဘူးထင်နေသေးတာသူ့ဘက်ကတေးချတေးချနေတာကိုအမတော့ပြောရင်ရှက်တာနဲ့သူတေးနိုင်နေညီမကညီမကဘာလို့ဒီလောက်ပြပြတသားဆုံးဖြတ်လိုက်တာလဲညီမတေးတာမှာအကြောင်းပြချက်ရှိလို့လားအမနားလည်အောင်ပြောပါဦးပြောပါမယ်အမဒါမှအမသူ့ကိုပြောပြနိုင်ပါလိတီတာကစကလုံးရွေးခဲဟန်ဖြင့်တိတ်ဆိတ်သွားပြန်သည်ပြီးမှအနီးမုံဆိုတာမှတိလားတိတယ်လေနီးလာလေမမြင်လေဖြစ်တတ်တာကိုပြောတာမဟုတ်လား ေစမ်းမအောင်ကိုခင်မောင်ကမျက်စိမကောင်းလို့လားဒီတခါတော့တေရာအားရပါရရေတော့ဒီအမားကလည်းငိုအားတဲ့ရေအားတန်ဆိုသလိုဖြစ်နေပြီတေရာပြောတာတွေအကုန်နားထောင်လိုက်ရင်ရှင်းသွားမှာပါကိုခင်မောင်ကသူ့မိသားစုပေါ်တိတ်နိုင်စားတာအမားရဲ့တေရာကိုယ်တိုင်မြင်ရသိရတာတွေရှိသလိုသူတို့ရင်ဖွင့်တာတွေလည်းကြားရတယ်သူကသူ့ကိစ္စတွေနဲ့သူအိမ်ကိုပြန်ချင်တဲ့ချိန်ပြန်လာတယ်သူပြန်ရောက်တာနဲ့အမေနဲ့အမကထပြီးလုတ်ကင်ပြရတယ်သမီးဟင်းအေးနေရင်မစားဘူး မနဲ့ဆိုလဲသူ့နိုးမှာဘာစားလဲမေးပြီးဝယ်ရလောက်ရတာသူဝိမဲ့အဝယ်စားတွေမိဘူးထိုးတာရှော်တာအဆင်မပြေရင်အမကြီးကိုတအားဆူတော့တာတဲ့နှမရဲ့ယောက်ျားလေးကိုလည်းနိုင်စားလိုက်တာသူစီးမဲ့ဆိုင်ကယ်ကိုရေးစိပေးရတယ်လေထိုးရတယ်သူဆက်နိုးတာနဲ့အဆင်သင့်ဖြစ်နေမှကြိုက်တာတဲ့ဒီကြားတဲ့မထင်အဲ့ဒီနှမလင်မယောင်နှင်းချတဲ့ကျမမှာတဟင်ဟင်နဲ့ဟုတ်ရဲ့လားမေးရသည်ရှိသေးတယ်အမကြီး သူ့တူနဲ့တူမလေးနှစ်ယောက်ဆိုသူအိမ်မှာရှိရင်စာတော့ကြဲကြဲမကြက်ဝင်ကြဘူးငြိမ်ကုတ်လို့သူမရှိချိန်မျိုးတီလာရောက်သွားရင်ကလေးတွေကပျော်လို့သူ့အမေကြီးဆိုလည်းတိတ်တနာဝကောင်းနေမှာသူမတီပဲလှူတာတန်းတာတော့မလုပ်ဝင်ဘူးတခါကတော့ရလာတဲ့အမျိုးတယောက်ကိုသူ့အမေကသူ့ကိုမတိုင်ပင်ပဲကဆူအောင်အင်ကြီးဟောင်းနေပေးလိုက်လို့ငောက်ငန်းနေတာများခမည်းချင်းထက်လို့တီလာရောက်နေတာသူမသိဘူးတီလာစိတ်ထဲတော်တော်လေးသွားမိတယ်နောက်တစ်ခါကတော်တော်ဆိုးတယ် သမီးမကန်မှောက်ကြလို့သူ့တူကလေးကိုတိုက်ဖက်ခိုင်းပြီးရိုက်နေတာကလေးမကတိတ်တိတ်ကလေးငိုနေရှာတာဝင်လည်းမစွဲဝင်ဘူးတီတာရောက်သွားလို့အတင်းဆွဲရဖဲ့ရတယ်သူဒေါသထွက်နေပုံကကြောက်စရာကြီးတီရာအဲ့နောက်ပိုင်းသူတို့အိမ်ကိုမရောက်တော့ဘူးဘလို့မှမဖြစ်နိုင်ဘူးလို့လည်းသိလိုက်တယ်။တီရာတို့မိသားစုအနေထားနဲ့အဲ့ဒီလိုကြီးမနေနိုင်ဘူးလေ။ဟုတ်ပါသည်။တီရာတို့အိမ်ကိုကျမမကြာခဏရောက်တတ်သည်။တီရာ၏အဖေနှင့်မောင်ပေါ်ထားသည့်ချက်ချင်းကယူနာမှာ အင်မတန်နူးညံ့နဲ့ဆိုင်နေဆိုတာမြင်တာနဲ့ခံစားလို့ရသည် အဖေကိုရိုသေချစ်ခင်မှုမှမြင်ရသူအတွက်ကြည်နူးစရာပင်တီရာသူ့ကိုဆွေးနွေးကြည့်သည်လားတီရာကမဲ့ပြုံးကလေးနဲ့သူကသူ့အသည့်သူ့အတက်သူ့အမှန်သူ့သားအနိုင်တီရာကရှုံးတာနိုင်တာတွေပဓာနာမထားပါဘူးချစ်ချစ်ခင်ခင်ချင်းချင်းနာနာလေးနဲ့နားလည်မှုလေးပေးခြင်းရကြင်တာပါတီရာတို့မိသားစုဘဝကအဲ့ဒီလိုတိဆောက်ခဲ့တာအမှအမြင်အသိပါ ခုခင်မဟာတကယ်ကိုအနီးမုံနေတဲ့သူမျိုးအမရဲ့အဝေးကိုသာကောင်းနေတာအနည်းဆုံးမမြင်ဘူးအနည်းဆုံးလူတွေရဲ့စိတ်ခံစားချက်ကိုမသိအောင်မမြင်အောင်စောင်းနေတာမျိုးတိရစကားကိုဘလို့တုံ့ပြန်ရမှမသိတီလာကအမိအုပ်ထင်းခြင်းမရှိသူလေးမို့ကျမကိုအာကိုတကြီးအခုညီတောင်းနေတာကိုခါထုတ်ဖို့ခက်ခဲလာသည်ထို့အတူကိုခင်မောင်တယောက်ကြီးကြီးကျယ်ကျယ်ထိခိုက်ခံစားရမည့်ကိစ္စမို့ဝင်မပါခြင်းမှာ တစ်ခါတစ်ခါမှာကြားလူဆိုတာတော်တော်နေရကြက်လာပါသည်တိရာသူ့ကိုစာရေးပြီးပြောလိုက်ပါလားတိရာရေးလဲအောင်ရေးတတ်မယ်မထင်ဘူးအမပြီးတော့စာရေးတယ်ဆိုတာကိုချင်းပဲသိကြတာမို့သူကဆွတ်တိုးလာနိုင်တယ်တိရာဘက်မှာသူလေးစားလောက်တဲ့အကြောင်းတိတယောက်ယောက်လောက်ရှိမှဖြစ်မှာတိရာလေးဖြစ်နိုင်ရင်အလုပ်ထွက်လိုက်ခြင်းနဲ့အဲ့ဒါမှသူခံတာမှာတိရာမျက်နှာလေးကနွမ်းနယ်နေသည်ချာမှငကိုအကြည့်တက်ခံကလေးကြောင့်အလှမပြေ ဘဝကိုယူသားကျိုးနွံစွာကြော်ဖြတ်ရုန်းကန်ခဲ့ရသူပီပီတည်တည်ငြိမ်ငြိမ်ရှိသည် သူအသည်စိတ်နှင့်သူ့ဘဝကိုနေထိုင်ဖြတ်တန်းရမှာအိန္ဒြေအပြည့်ရှိသည်တိသားဘဝမှာအာကိုအာထာလိုမှန်သိပါရဲ့ဒါပေမဲ့အမရဲ့တယောက်နဲ့တယောက်ကိုဖိမကူညီမှု စာနာနားလည်မှုမရှိရင်ဘာလုပ်တော့မလဲကိုဘဝကိုပိုင်ပိုင်နိုင်နိုင်ရှောက်တော့တာပိုကောင်းမယ်လို့တိသားယုံတယ်မျက်စိအနီးမှုံတာကမျက်မှန်တက်လို့ရသေးတယ် လူဘဝမှာနီးဆက်ဆုံးမိသားစုကိုယ်တော်မှမြင်အောင်မကြည့်နိုင်တဲ့လူမျိုးကိုတိရတဘဝလုံးလက်တွဲသွားဖို့မယုံကြည်နိုင်မှုအမတိရလေတန်ကညှင်းတာပင်မဲ့ပြတ်သားသည်နောက်တော့တိရကိုကုညီရာကိုခမောင်းကိုလည်းကုညီရာရောက်တာမို့တိရနဲ့အတူတူတိုင်ပင်ပြီးစားတဆောင်ရေးရသည် နောက်တနေ့မှာတခန်းတဲလှုပ်ဖို့ဂိုင်ပဲတယောက်နဲ့အတူကြိုတင်ချင်းဆူမထားပဲကိုခင်မောင်အိမ်ကိုရောက်ခဲ့ကြသည်ဝင်ဝင်ချင်းမှပင်ကိုခင်မောင်အတန်ထန်ထန်ကိုကြားရတော့သည် ခင်ဗျားတို့ဘာမျက်နှာလွှဲရတယ်လဲဘာတစ်ခုမှအသုံးမကျဘူးလူတွေကဖြင့်အိုးတည်တော့မယ်ဟိုတယောက်ကလည်းခေါင်းရှော်ရီတစ်ထုပ်သွားဝယ်တာတကဘာလောက်ကြားနေပြီကလေးတွေကလည်းတခုခုခိုင်းလိုက်ရင်မပြီးနိုင်မစီးနိုင်လုပ်နေကြတာနဲ့နောက်ထပ်ခိုင်းချိန်ကိုမရတော့ဘူးမျက်နှာငယ်လေးနဲ့ထွက်လာသည့်အဖွားကြီးလက်ထဲမှာရင်းနှီးငွေတွေချောင်းချောင်းထနေသည့်ပုံဆွဲလျက်အသက်60ကျော်အမေကြီးအပူလောင်ရင်ခဲ့ရကြည်ရဲ့ပြပြမီကျမကိုဘယ်နေရာတည်သွားရမလဲမေကြီးကပုံးကိုအသာချသည် အပြုံးကလေးရဲရဲနဲ့တိုးတိုးကလေးပြောရှာ၏နေသိမကောင်းလို့စိတ်တိုးနေတာအမေကြီးနဲ့ရင်နွေးဆက်တာများသွားလို့လေအကြီးမကြီးကတော့သွားတာကြာတော့သူပိုတော့ပွားတာပေါ့အငယ်မမီတာရောက်သွားနေလို့သမီးတို့ထိုင်ကြအောင်နော်အမေတော့ခေါ်ပေးမယ်ဒါနဲ့တီတာလေးတယောက်နေကောင်းရဲ့လားအမေကမျောနေတာတီတာမလာတာကြားနေလို့အမေသတိရနေတယ်လို့နော်အေကန်နဲ့မှကြမ်းတိုက်နေသည့်ကလေးနှစ်ယောက်ကမော့လို့ပင်မကြည့်သူတို့အလုတ်သာဆက်လုံနေသည်အတန်မကြားရ ကျမတို့ကြာကြာမထိုင်ဖြစ်ပါကိုခင်မောက်တွေစိတ်မကောင်းဖြစ်ရပေမဲ့မဖြစ်မနေကိစ္စမျိုးမပါဝင်ကူညီရတာဖြစ်ကြောင်းရှင်းပြရင်တိရစာကိုပေးရသည်ဘာမှတိမထားသည့်အဖော်ကအံ့ဩမဆုံးကိုခင်မောင်ကရုံးပြန်တက်သည့်အခါကျမကိုအခေါ်ပြောမလို့ဒါကိုစိတ်မကောင်းဖြစ်ရပေမဲ့ကိုခင်မောင်ကတီးထန်သောအမျက်နဲ့မိမတွေကဘယ်သူမှပေါင်တို့ဇက်ထဲရလို့ပါပဲကွာ ။ဘယင်ကတော်ဘဝအထက်ကိုပေါင်တို့မိမဘဝကိုမက်ကြတာမျိုးတွေဟုနင့်နင့်တီတီပြောထွက်တာကိုတော့ခံပြင်းမိသည်။ထို့တွေ့တီတာကကျမကိုအားနာစွာတောင်းပန်သည်။တီတာမမားဘူးဟုကျမကပြန်အားပေးမိသည်။တီရာကိုမိုက်လိုက်တဲ့ကောင်မလေးကြီးကျယ်လိုက်တဲ့ဟာမလေးလို့မျိုးစုံဝေဖန်နေသူတွေပေါ်တီရာကဘာမှပြန်မဖြစ်ရှင်ရင်ကုန်နှုတ်ပိတ်နေသည်ကိုခင်မောင်ကိုမရှိခဲ့သလိုပဲနေသည် ထိုအခါတီရကိုချီးမွမ်းရတယ်လို့ကိုခင်မကိုအချင်းပေါက်နေမိပြီ။သူရှက်ရမ်းရမ်းပြီးပြောချင်တာပြောသည်မ။တီရာသာမကကျမပါပါထိခတ်ရသည်။သူ့ပင်မဲ့သွေးအေးချိန်တစ်ချိန်ရောက်လာသည့်အခါကိုခင်မကိုရောတီရကိုပါကျေးဇူးတင်စရာရှာလို့တွေ့ခဲ့ရသည်။ကိုကိုကိုအနီးမှုံသူ ဖြစ်ခဲ့သလားဖြစ်နေပြီလားဟုစင်ကျင်စဉ်းစားလိုစိတ်ရှိလာစေသည့်အတွက် ထိုစိတ်နှင့်အမားတချို့ကိုပြင်ဆင်ခွင့်ရသည့်အတွက်ကျေးဇူးတင်မိသည်ချစ်ခင်ရင်းနှီးသူတွေကို အနီးမုံနေပြီလားဟု သတိတရမေးဖြစ်ပြောဖြစ်သည်စာဖတ်သူတင်ကောအနီးမုံဖြစ်နေပြီလားအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် အခုလိုဝတ္ထုလေးတွေကိုအများတန်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော် နှစ်သက်မြင့်ရတဲ့ငယ်ချင်းမိတ်ဆွေတို့ကိုမျှဝေပေးဖို့မြစ်တန်ရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။